တယ်လို့ရှိတယ်။အတချို့ကျတော့အလကားကနေရန်လုံးနေတဲ့ပုံစံတွေလည်းအများကြီးပဲ။အလကားနေရန်လုံး။ပြင်မကရန်မလို့ရရင် Facebook နဲ့ရန်လုံး။နော်။တူရရတော်တော်ကိုထူးဆန်းတယ်။အလကားကနေရင်ပုတ်ပြီးနှိပ်နေတာပဲ။ဘယ်သူဆဲရမလို့ဆဲလိုက်။ဘယ်သူအတင်းပြောင်းမလို့ပြောင်းလိုက်။အဲ့ဒါတွေဟာလည်းပဲအကုသို့ဖြစ်တယ်။နော်။အကုသို့ဖြစ်တယ်ဆိုတာ တကယ်ကတော့ပါဇက်ကဆဲရင်ဝစီကံဝစီကံကိုဝစီ द्वार နဲ့ဖော်ဆောင်တာရှိတယ်လို့ကာယ द्वार နဲ့လည်းဖော်ဆောင်လို့ရဥပမာပဲပါဇက်နဲ့မဆဲဘူးဝစီကံအကုသို့ပါဇက်နဲ့မဆဲဘူးဘာနဲ့ဆဲတော့ဖြစ်ဆိုထဲမှာရေးပြီးဆဲအဲ့ဒါလေဆဲရခြင်းတစ်ခုဖြစ်တယ်ရဟနေဆိုရင်ပါရာဇိကထိအောင်ကြားလေဟာမျိုးရှိတည်ခြင်းတရားကိုချီးမွမ်းပြီးစာရေးမယ်ဆိုလို့ရှိရင်အဲ့ဒါကိုသဘောကျပြီးတည်သွားလို့ရှိရင်ဥပမာအပြည့်ဖြစ်တယ် မရဏဝဏမှာတာဝန်နေရဆိုအပိုက်ပါနော်အားလုံးဟာဒီလိန်နာဆိုတာလည်းပဲတူတူပဲသူကဝစီတော်ကဝစီကံပုံမှန်အားဖြင့်လိန်နေဆိုတာပါဇတ်နဲ့ပြောတာလိန်နေသူဟာဝစီကံလို့ခေါ်တယ်ဝစီတော်မှာဖြစ်တဲ့ဝစီကံလို့ခေါ်တယ်သောတော့စာရေးပြီးလိမ့်နေ Facebook ကလိမ့်နေဆိုရင်ကာယဒွါရဝစီကံဖြစ်တယ် ဝစီကံဝစီကံလေဖို့ဆောင်နာကိုဒွါရလို့ခေါ်တယ်နော်ဘာနဲ့ဖို့ဆောင်မလဲကိုယ်ကာယနဲ့ဖို့ဆောင်တယ်လက်ညှိုးလေးနဲ့တုတ်လက်ညှိုးလေးနဲ့တုတ်တယ်ပုတ်တယ်အဲ့ဒါလေးနဲ့ဖို့ဆောင်လိုက်လို့ရှိရင်သူဟာဆယ်ရည်ချင်းကိစ္စဖြစ်သွားတယ်အတင်းချင်းပြောရင်လည်းပဲထိုးတူပဲ Facebook ထဲကပြောရင်လည်းဟုတ်ဖူသားဝါစာဆယ်ရင်ဖူသားဝါစာဖြစ်တယ် ဟုတ်တာတွေရှောက်ရည်လို့ရှင်လူတွေလမ်းလွဲအောင်မဟုတ်တာတရားတွေရှောက်ရည်တမပလမဖြစ်တယ်။အကျိုးစီးပွားပြက်ပြားလို့တဲ့စိတ်နဲ့မကောင်းတဲ့စိတ်နဲ့မကောင်းတဲ့ရင်းတွေလွှဲလို့ရှင်တမပလမဖြစ်တယ်။အဲ့ဒါကြောင့်မလို့မူတဝါဒပိတုဒဝါစာတယောက်နဲ့တယောက်မတက်အောင်နော်ဂုံတိုက်တယ်။တယောက်နဲ့တယောက်ဒီမတက်အောင်ဂုံတိုက်တာကြမ်းတမ်းတဲ့စကားနဲ့ပြောတာဆဲရည်တာနော် အကျိုးမရှိတဲ့ဇာတ်လေးပြောတာအဲ့ဒါတွေအားလုံးမှာဝစီကံလို့ခေါ်တယ်အဲ့ဒီဝစီကံတွေကိုဝစီဒွါရနဲ့ဖော်ဆောင်တာများသောအဖြစ်ဝစီဒါရနဲ့အစနဲ့ပြောကြတယ်သို့တော့ကာယကံနဲ့ပြောလို့တယ်ကာယဒွါရနဲ့ပြောလို့ရတယ်ပြောဆိုလို့စာရေးပြောရင်ကာယဒွါရနဲ့ပြောရတယ်လို့ခေါ်တယ်စာပေထဲမှာတိကျရှိတယ်ဗျာနော်ကာယဒွါရနဲ့ဝစီကံကိုဖော်ဆောင်ခြင်းလို့ဆိုလို့တယ် အဲ့လိုဖော်ဆောင်တာလည်းပဲအကုသိုလ်ဆိုရင်အကုသိုလ်ဖြစ်တယ်ကုသိုလ်အလို့ဆိုရင်ကုသိုလ်ဖြစ်တယ်ဒီဟာအဲ့ဒါကြောင့်မို့ဒီလူတွေဟာနေစဉ်နဲ့အမျှဘုန်းကြီးတို့တည်းနေစဉ်နဲ့အမျှစိတ်ကြက်ကဖြောင်းမှမှုမရှိဘူးဆိုရင်ကောက်တက်တဲ့စိတ်ကိုခြေခံပြီးတော့စိတ်ထဲကတွေးသည်။အကုသိုလ်တွေလာတယ်နှုတ်ကထုတ်ဖို့ပြောသည်။အကုသိုလ်တွေဖြစ်တယ်။ ကိုရင်းလက်ရောက်လုံးသမားတွေဟာလည်းအာဟုသူတွေဖြစ်လာတယ်။အာဟုသူတွေဖြစ်တော့ဒီအာဟုသူတွေကိုဘယ်သူခံရတော့ဆိုလို့ရှိရင်လုံးသူပဲခံရမှာတေချာတယ်။မယုံမရှိနဲ့နောက်မှဆိုရင်နောက်ကျတော့မရတော့။ဘာလို့လဲဆိုရင်ဘုန်းကြီးတို့ဒီပေတဝုထုတို့အဲ့ဒီကနေထုတ်ပြီးတော့ဟောထားတာရှိတယ်။ဒုက္ခတိဘုံသားတို့ဤအမှားစကားဆိုတာ လူဝါနေတော့ကသူတို့ဟာမိုက်မိုက်ရိုင်းရိုင်းနဲ့နော်လူကိုချင်းတရားတွေပြက်ပြားပြီးမဟုတ်တာတွေလုပ်တဲ့ပုံကိုယ်တွေဟာအပင်ငယ်ရောက်သွားတဲ့အခါကြတဲ့အခါမှာဒုက္ခရောက်တယ်ဒုက္ခရောက်တော့မှသူတို့ကပြောကြတယ်သူဟာမိုက်မားမိလို့ဒီလိုဖြစ်ရတာအဲ့တော့လူတွေကို